ကဲဒါတော့ညနေအတွက်ပေါ့နော်ညနေအတွက်ကနည်းနည်းနောက်ကျနေပြီဆိုတော့ခမျက်မြန်လေးပဲပြောမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီတိရဲ့ဒီတိရဲ့ဒီကလိုင်းရသေးတော့ဒီတိရဲ့သူကဒီတုံညရဲ့ပေါင်းရင်တစ်ပိုင်းတော့ညနေပိုင်းမတန်းပြီနော်တော့ဒီဒီကိုရဲ့ဒီနှစ်ရဲ့ပေါင်းရင်တစ်ပဲအဲ့ဒါလည်းတစ်ပိုင်းပဲနော်ညနေပိုင်းမှာတန်းပြီ တခါဒီမှာ9ရေ3ရေပေါင်းရင်8အဲ့8ပိုင်းညနေခင်းပိုင်းမှာတန်းပေးတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ9ရေ3ညရေမနေ့က3ည6ဆိုတော့ပေါင်းရင်9ဆိုတော့ဒါဆိုတော့ကျွန်တော်9ပိုင်းရမနော်ညနေတို့9ပိုင်းရမနော်ကဲဟုတ်ပြီနော်ညနေတို့က9ပိုင်းရှိမယ်နောက်တစ်ခုကကျတော့ဒီမှာကျွန်တော်ကတော့ line ဆွဲပြီးပေးပြီးသားပေါ့နော်မြန်အောင်လို့အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာဆိုရင်ဒီခွန်ရေ ဒီက3ညရဲ့3ရင်ပေါင်းညရတော့3ည5ရမယ်နော်အဲ့3ည5ကဒီမှာ5ပိုင်းဆိုပြီးတယ်နော်3ည5ဝန်းကျင်တခါဒီ6ရေဒီ7ရေဒီ2ရေပေါင်းညရ9ရမယ်နော်အဲ့ဒါ6ဝန်းကျင်ရမယ်6ဝန်းကျင်ရဒီမှာဒီဘွဲမှာနော်ဒီမှာ6ပိုင်းဆိုပြီး6ပေးသွားတယ်နော်4 4ပေးသွားတယ်နော်ဒီမှာတော့ဒီမှာတော့ကြတော့9ပေးတယ်နောက်ဒီမှာ4ပေးတယ်ပေါ့နော် လေးပေးတယ်နောက်တစ်ခုဒီမှာ3ရယ်1ရယ်4ရယ်ပေါင်းတော့8ရယ်မနော်8 3ဝန်းကျင်နေရသူက8ပေးတယ်နော်8 3ဝန်းကျင်နေရဒီဘွဲမှာသူ8ပေးတယ်တခါဒီ2ရယ်3ညရယ်1ရယ်ပေါင်းတော့3နော်3 8ဝန်းကျင်နေရသူကဒီမှာဒီ8ကဒီမှာ8ပေးတယ်ပေါ့နော်ဒီဘွဲမှာ8ပေးတယ်ဒါဆိုရင်ဒီဒီမနေ့ညနေတွေပေါ့နော်ညနေတွေဆိုရင်ကျွန်တော်ဒီမှာ4ရယ် နှစ်ရဲ့ရှေ့ပေါင်းရင်နော်၄ရှစ်နှစ်ပေါင်းရင်ဒီ၄ရမယ်နော်ဒေါ်၄၉ဆိုတဲ့ဝန်ကြီးရမယ်ဟော၄၉ဝန်ကြီးချရတယ်ဆိုတော့ခုနကတော့ကျွန်တော်တို့ရတာ၉ပိုင်းနော်၉ပိုင်း၉ပိုင်းရှိတယ်နော်ပြီးတော့ကြတော့အ၄၉ကဝန်ကြီးရှိတယ်နော်၄၉ချင်းရှိတယ်အဲ့တော့ဒီမှာ၉ဒီဒီမှာဆိုရင်ဒီမှာ၉ပိုင်းနဲ့မှလည်း၉ပါနော်၄၉ဝန်ကြီးနဲ့မှ၉ပါတာတွေ့ရတယ်ခင်ဟုတ်ပြီနော် ကိုယ်ပါတွေ့ရတယ်။အဲ့တော့ဝိုင်းကြီးနောက်တစ်ခုကြည့်မှာပေါ့။နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီမှာပေါ့နော်။ဒီ38ဝိုင်းကြီးပေါ့နော်။38ဝိုင်းကြီးဘလို့ညီလဲပေါ့သူကချက်ကြည့်မှာ။ဒီမှာဒီတကိုအဲတကို6နော်။ sorry သူကတကူ6ပေါင်းတော့နော်တကူ6ပေါင်းတယ်တကူ6ပေါင်းခြင်း6တိဝန်းခြင်းနော်6တိဝန်းခြင်းအဲ6တိဝန်းခြင်းနေရာဒီမှာ41ဆိုတဲ့ဘွဲမှာလာပြီးတာပေါ့နော်ဒီဘွဲမှာလာပြီးတာ41မှာတိပေးရနော်ဒါက3ညာ5 3ညာ5 3 3ပေါင်းတော့8เนาะ83ဝန်းကျင်83ဝန်းကျင်ရကျွန်တော်ပြန်มาပြီးလဲဆိုတော့18มาပြီးတယ်เนาะ18มาပြီးတယ်အဲ့တော့ဒီမှာဆို29 29 2ပေါ့เนาะ29 2ပေါင်းတော့38ဝန်းကျင်38ဝန်းကျင်ရကျွန်တော်ဒီ88มาလာပြီးတယ်ဒါဆိုရင်ကျွန်တော်ညနေအတွက်ဆိုရင်ကျော်ဒီမှာရောင်းလေးပြောင်းပြီးမယ်364ပေါ့364ဆိုတော့38ဝန်းကျင်ရမယ်เนาะ38ဝန်းကျင်တစ်ခုရမယ်ပေါ့နောက်တစ်ခု ဒီဘက်မှာ38ဝမ်းကျင်တယ်မှာခဏလေးဒီဘက်လောက်မှာရေးထားလိုက်38ဝမ်းကျင်เนาะနောက်တစ်ခုကကြတော့ဒီမှာဝမ်းကျင်တစ်ခုရှိတယ်ပေါ့เนาะအဲ့ကောင်ကကြတော့ဘယ်လိုမျိုးသွားလဲပေါ့တစ်ချက်ကြည့်မယ်သူကအဲ့တော့ဒီမှာ ဒီဝါညရညတော့ဒီမနေ့ခဏအရင်ထည့်လိုက်မနော်3ည6 3ည6ထည့်လိုက်မယ်3ည6ထည့်လိုက်မယ်ဆိုရင် तू ကဘယ်လိုသွားလဲဆိုရင်ねဒီတိရှိဘယ်နေစားလာလို့အာနေရနေစားတယ်ね3ည6ခုကစားတယ်နော်3ည6ခုပေါင်းခြင်းက တော့ဟောရတယ်600ရတယ်နော်6တိဝန်ကြီးညနေပိုင်းမှာတန်းပြီးတော့ကြာတယ်နော်6တိဝန်ကြီးရတယ်သုံးညကိုခုပေါင်း6တိဝန်ကြီးတခါဒီမှာဆိုရင်186ပေါင်းနေဩ186ပေါင်းတော့သူက9တုံညဝန်ကြီးရတယ်နော်9တုံညဝန်ကြီးနေရသူကတုံညညီတယ်တခါဒီမှာဆိုရင်1 1 3ပေါင်းနဲ့1 1 1 3ပေါင်းတော့လေသူက9တုံညဝန်ကြီးမရ9တုံညဝန်ကြီးမရတော့ဒီမှာ9ညီเนาะ တခါဒီမှာ3ည6နှစ်ပေါင်းတယ်အဲ့ဒါဒီတစ်ချောက်ဝန်းကျင်ရတယ်နော်ဒီ sorry တစ်ချောက်ဝန်းကျင်ရတယ်တစ်ချောက်ဝန်းကျင်နေရတင်ကြီးတယ်တခါဒီမှာဆို2 5 2 5 4ပေါင်းတော့ဗာရလဲဆို6 5ပေါင်းတစ်တစ်ချောက်ဝန်းကျင်ပဲရတယ်နော်တစ်ချောက်ဝန်းကျင်ရတယ်တစ်ချောက်ဝန်းကျင်ရတင်ကြီးတယ်နော်တင်ကြီးတယ်တခါဒီမှာဆိုရင်3 6တစ်ပေါင်းတော့ဗာရလဲ3ရတယ်နော်3 8ဝန်းကျင်ကကျွန်တော်ဒီမှာ8ကြီးရနော် ဒါဆိုရင်ညနေအတွက်ဆိုရင်ကျွန်တော်ဒီမှာ3.6 8ပေါင်းတော့ဖားရတယ်။တော့အဲ့မှာလဲသူက၄ကိုဝန်းကျင်ရတယ်နော်။၄ကိုဝန်းကျင်ဆိုတော့ဒီကိုဝိုင်းရင်ဒီကျွန်တော်တို့၃ချက်လောက်၂ချက်ဖြစ်တယ်ဗောနော်ပထမကျွန်တော်တို့ရှေ့ဆုံးမှာပြခဲ့တာက၉ဘိုင်းเนาะ၉ဘိုင်းပြီးတော့ဒီတော့၄ကိုဝိုင်းရင်ရှိတယ်เนาะဒီကိုဝိုင်းရင်ရှိတယ်အခုဒီမှာလည်းကျွန်တော်တို့၄ကိုဝိုင်းရင်ဆိုတာလာတွေ့တယ်ဗောနော်၄ကိုဝိုင်းရင်ဆိုတော့ဒီမှာ၉ဒီကျွန်တော်တို့၁ချက်၂ချက် ော်၃ညလောက်လာညနေရအောင်တွေ့ရတယ်ဗောနော်ကိုယ်ဒီ၃ညလောက်လာညနေရတွေ့ရတယ်ကဲဟုတ်ပြီအဲနောက်တစ်ခု၃ညနောက်တစ်ခုရှိအောင်လားဆိုတော့တစ်ချက်ထပ်ကြည့်မယ်နော်ကဲနောက်တစ်ခုကကြတော့ဒီဒီမှာဗောနော်ဒီဝမ်းကျင်းကတော့တပင်းဟောမလို့ခုနကတော့၄ကိုဝမ်းကျင်းနှစ်ခုရယ်၃ရှိရယ်ပဲထပ်ပြမယ်နော်အခုကကြတော့ကျော်ဒီမှာနောက်ပိတ်တစ်ခုသွားနေတာတစ်ခုကိုကျွန်တော်လည်းပြခြင်းတယ်ဗောနော်အဲ့ဒါကဒီမှာဒီရှိရယ်တဲ့ဒီ၄ရယ်တဲ့ဒီ၃ရယ်ပေါင်းတာနော်၈၄၃ပေါင်းခြင်းကတဲ့ တို့ဟာဒီ၄၈၃ပေါင်းညင်းဒီတပါရလဲဆိုရင်ညရတယ်เนาะ၅၃ည၅၃ညပေါ့เนาะအဲ့တော့ဒီမှာက၅လာပိတ်တယ်เนาะ၅လာပိတ်တယ်တခါဒီမှာကျွန်တော်တို့၉ရေ၃ညရေ၉ရေ၃ညနဲ့၂ရေပေါင်းညင်း၁ရเนาะ၉၃ညနဲ့ပေါင်းညင်း၁ရဟော၁၆ဘာလာပိတ်လဲဆိုရင်၁လာပိတ်တယ်เนาะ၁လာပိတ်တယ် တခါဒီမှာဆိုရင်ရှေ့ရဲ့ဒီတရဲ့ရှစ်တလေးပေါင်းခြင်းအသုံးနော်အရောပါဝါဆိုတော့၃ရှစ်ယူမယ်၃ရှစ်ဆိုတော့ဒီမှာလဲရှစ်လာပိတ်တယ်နော်ရှစ်လာပိတ်တယ်နောက်တစ်ခါဒီမှာတရဲ့တရဲ့တရဲ့ပေါ့နော်၃ရတယ်နော်တတတပေါ့နော်တ၃လုံးပေါ့နော်၃ရတယ်၃ပါဝါရှစ်အဲ့တော့ဒီမှာလဲရှစ်လာပိတ်တယ်ဗျာ เนาะချက်လာပြီတဲ့အဲ့ဒါဒီကောင်ဒီအပိတ်ပေးနေတာလားဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဒီဒီမှာအယောင်ပြောင်းပြီးတော့ဒီ9ရေ3ရေ7ရေပေါင်းရေခွန်ရတယ်เนาะခွန်ပါဝါ1ခွန်1ပိတ်မှာလားဗောနော်ခွန်1ပိတ်မှာလားဆိုတော့တစ်ချက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကနန်းတွဲကြတာဗောနော်ကနန်းတွဲမယ်ဆိုရင်ကျွန်တော်တို့ကဘာရရလဲဆိုရင်9ဘိုင်းเนาะ9ဘိုင်း ကိုလေးချိန်နော်ကိုလေးချိန်ပြီးတော့ကိုလေးချိန်နော်ကိုလေးချိန်ပြီးတော့ကြတော့38ချိန်နော်38ချိန်ပြီးတော့ကြတော့9နှစ်ပိတ်နော်9ပိတ်ရဒါကကနန်းတွဲမယ်ဆိုလို့ရှိရင်ကနန်းတွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဖြတ်လိုက်တော့ကျွန်တော်ကနန်းတွဲမယ်ဆိုလို့ရှိရင်9ပိုင်းနဲ့ကျွန်တော်စပြီးညှိကြပါဘာလို့9ပိုင်းနဲ့စပြီးတော့စွဲမယ်ဆိုရင်9 နှစ်နော်90ခွန်အဲ့ဒါထိုးပါမယ်နော်90ခွန်93 98ဒါတွေထိုးပါမယ်နောက်6နဲ့38နဲ့တွဲမယ်ဆိုရင်4 3 4ရှိမယ်နော်9နဲ့တွဲပြီးသား9 3 9 8ကတွဲနောက်ခုကျွန်တော်တို့4ကို2ခွန်နဲ့တွဲပြီးလိုက်4 2 4ခွန်ဒါပဲရှိမယ်ပေါ့နော်ကဲအဲ့ဒါပဲပေါ့အဲ အဲ့အကွက်တွေတွေကကိုးနဲ့ပတ်သက်တာကိုကျွန်တော်ပို့ပြီးတော့ကြိုက်တာဖြစ်တယ်ကိုးရအချက်၃ရက်တွေ့တာဖြစ်တယ်ဒီဘောက၄ခွက်ကိုပို့ပြီးတော့မိန်ထိုးပေါ့နော်ကိုးနှစ်ကိုးသုံးနော်ကိုးခွန်ကိုးရှစ်အဲ့အရာတွေမိန်ထိုးပေါ့နော်အောက်က၄နဲ့နံပါတ်တရဟာတော့အရင်ထိုးလိုက်ကြအောင်ခဲအားလုံးပဲခံကောင်းကြပါ